ကောပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်ဒါဒီနေ့မှာတော့ပရီးမီးယားလိရဲ့ရောဘတ်ပြိုင်ပွဲဝင်ပွင့်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒါသုံးသပ်သွားဖို့ရှိပါတယ်ဒီစီစဉ်မှာတော့ကျွန်တော်နဲ့တူစီတူကနေပြီးတော့မှပါဝင်သုံးသပ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျစီတူရေမင်္ဂလာပါကြီးမင်္ဂလာပါကိုဒါပရီးမီးယားလိကတော့ဒီလာမယ့်ရာသီပေါ့လေလာမယ့်ရာသီမှာချန်ပီယံလိဝင်ခွင့်တနေရာပြဖို့ပိုရဖို့တည်ချသွားခဲ့ပြီအစ်စ်၅နေရာတိချန်ပီယံလိဝင်ခွင့်ရမယ်ဆိုတော့ ဒီတတိယရောတေးကြသွားပြီပေါ့လေအဲ့မှာစိတ်ဝင်စားစရာခေါင်းတာကလက်ရှိဒီပရီးမီယာလိရက်တီမူကြီးကအဆင့်6နဲ့ဆက်နေကြပေါ့လေအဆင့်6မှာဒါမန်စီးတီးကမန်စီးတီးရှိမယ်အဆင့်7မှာကဒါဘိုးမော့တင်အဆင့် sorry ပဲလစ်တင်ဒီဂျားထဲမှာဆယ်မှတ်ပဲပွာတယ်ဥရောပဝင်ခွင့်အတွက်တော်လေးကိုအလားလာကောင်းတဲ့ဒီအသင်းတွေအများကြီးရှိနေတဲ့အခြေအနေပေါ့လေတော်လေးကိုလည်း competitive ဖြစ်တယ်ပြန်ဆန်မှုပြင်ဆင်တဲ့အခြေအနေလေးကိုစီတူကစပြီးတုံးသက်ပြပါဦးအာဟုတ်ကဲ့ဒါပရီးမီယာလိရဲ့ ိုးတက်လာမှုပရီးမီးယားလိရဲ့ဒီအသင်းကောင်းတွေများပြားလာမှုကိုပြသတဲ့နေတဲ့ပုံရိပ်ပေါ့နော်အဲပြောမယ်ဆိုရင်ဗျာပရီးမီးယားလိမှာပွဲတိုင်းကကြက်တဲနေတာပေါ့လေအတန်းတက်လာတဲ့၃သင်းလောက်ကလို့လို့ကျန်တဲ့ပွဲအလုံးဒီပါအာကျက်တဲ့နေရလို့ပြောလို့ရတယ်ခုနကကိုညွှန်းသွားသလိုပေါ့နော်အဆင့်6ကမန်ချက်စတာစီးတီးနဲ့အဆင့်7က Brandford ဟာဆဲမဲ့ပဲကွာတယ်အဲ့အဆင့်7အောက်မှာရှိနေတာ Manchester United တို့ Spurs တို့ ဖြစ်နေရပေါ့နော်အဲ့တော့ဆိုလိုချင်တာကဒီ Premier League ရဲ့ traditional big six တွေကနှစ်သင်းဟာအဆင့်7နှစ်အောက်မှာရှိနေရတော့မှအဲဒီအပေါ်ကအတင်းတွေကတော်တော်လေးကြက်ကြက်တဲ့နဲ့အားလုံးဟာအဲဒီ Champions League ဝင်ခွင့်မဟုတ်သည့်တိုင်အောင်အဲဒီဥရောပဝင်ခွင့်ကိုမျော်လင့်ခွင့်ရှိနေတဲ့အချက်ကတော်တော်လေးအားရဖို့လည်းကောင်းတယ်ပြီးတော့ဒါကကျွန်တော်တို့အမှတ်အနေနဲ့ပြီးတော့အမှတ်ပေးအဲဒီ standing အဖြစ်တင်မဟုတ်ပဲနဲ့ကျွန်တော်တို့ခြေစွမ်းအဖြစ်ကြည့်မယ်ဆိုရင်လည်းအသင်းတော်တော်များများကအဲဒီ ball and ball လုံးကိုကစားနိုင်တယ်ပေါ့နော်ပြီးတော့တော်တော်လေးကိုတူတူတန်တန်အနေထားရှိတာကိုလည်းတွေ့ရတယ်ကစားသမားအင်အားအဖြစ်ရော ပြီးတော့ဒီသူတို့ကိုကင်တွင်နေတဲ့နီးပြတဲ့အဖြစ်ရောထိတ်တန်းအဆင့်ရှိတာကိုတွေ့ရတယ်ဥပမာထားပါတော့လောလောဆယ်အဆင့်၁၀ရောက်နေတဲ့ဘုံပေါ့ပေါ့နော်ဘုံပေါ့နီးပြအန်တိုနီအရာဟိုလာကမနစ်တော့ကဆိုရင်ဒါလီဗာပူးအသင်းရဲ့စိတ်ဝင်စားတဲ့ list ထဲမှာပါတယ်ပေါ့နော်အဲ့ဒါလာပါခဲ့တယ်အဲဒီနေ့မှဆိုရင်လည်းဒါစပါသင်းဒါ big sister ကပေါ့နော်အခုရလတော့မကောင်းဘူးသူတို့စိတ်ဝင်စားနေတဲ့နီးပြ တဲ့မှာပါတယ်ဒီလိုပဲအဲ့ဒီဟောင်းတို့ပြီးတော့ဒီမာကိုဆေးဘာတို့အစရှိရဲ့ထိတ်တန်းနီးပြားတွေပေါ့နော်ဒီလိုနီးပြားရင်းနဲ့အတူကျွန်တော်တို့အသင်းတွေအကုန်လုံးရဲ့စွမ်းအားတော်တော်လေးကြည့်လို့ကောင်းနေရအောင်မြင်ရတယ်ပေါ့ဟိုဒီမှာစိတ်ဝင်စားစရာတစ်ခုကညီပရီးမီးယားလိမာအရင်တော့ဒါ traditional big sport တို့ traditional big six တို့ပေါ့လေဒီအသင်းတွေရဲ့လွှမ်းမိုးမှုပဲဒါအခုအများဆုံးမြင်ရတာဒီနေ့တလီမှာဒါဂျာပေါက်ဖြတ်ပြီးတော့မှအာတချို့အသင်းငယ်လေး Champion League ဝင်ရတဲ့ဟာမျိုးပေါ့နော်ဒါဒီဘက်နှစ်တင်မှာကတော့နည်းနည်းလေး ဒီ traditional big four တို့ business တို့ရဲ့ကမ်းမှုကနည်းနည်းလေးလျော့လာသလိုတခြားအသင်းငယ်လေးတွေရဲ့ဒီတိုးတက်လာမှုတွေဒါအများကြီးမြင်လာတာပေါ့ဥပမာ Newcastle ဆိုရင်လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကဒါကဆယ်ကတန်းပြန်တက်လာတယ်တန်းတက်တက်လာပြီးတော့မှပုံမှန်အသင်းအလဲလက်အသင်းတွေနဲ့ပဲရပ်တည်နေခဲ့တဲ့အနေအထားကနေ Champions League ဝင်ခွင့်ရတယ်နောက်တစ်နှစ်မှာဒါ Aston Villa ဒါ1980ကျော်နောက်ပိုင်းဒါ Champions League နဲ့ဝေးကွာခဲ့ရကနေနောက်တစ်ကြိမ်ဒါ Champions League ဝင်ခွင့်ပြန်ရတယ်ဒီရာသီမှာဆိုရင်ဒါ Nottingham Forest ကလက်ရှိရပ်တည်မှုရဆိုရင်ရာသီကုန်မှာ ချန်ပီယံလိဝင်ခွင့်ရဖို့ဒါတေချာတော့မိပါရှိတယ်ပေါ့လေဒီလိုမျိုးအသင်းငယ်လေးတွေကဒါချန်ပီယံလိဝင်ခွင့်တကြောပြန်ရလာတဲ့အချိန်ကြီးလေးကိုလည်းစီတူဘယ်လိုမြင်မိလဲကြီးအော်ဟုတ်ကဲ့အဲအဓိကတော့တို့ဒီအသင်းကိုစုဖွဲ့ပုံပေါ့နော်အသင်းကိုဒီ squad building လုပ်တယ်ပြီးတော့မှန်ကန်တဲ့နီးပြခန့်အပ်တဲ့ဒီအပိုင်းတွေပေါ့ဒီအပိုင်းတွေမှာအများကြီးတိုးတက်လာတာကြောင့်အခုလိုမျိုးရလက်တွေကောင်းလာလို့ကျွန်တော်မြင်နေပေါ့နော်အဲ့တော့ newcastle ဆိုရင်ဒါတို့ project အသစ်စတဲ့အချိန်မှာသူတို့ Dan Ashworth တို့လို director တွေကိုခန့်တယ်ပြီးတော့နီးပြဆိုရင်အဲ့ဒီဟောင်းကိုခန့်ခဲ့တယ်ပေါ့နော်အဲ့ဒီခောင်းကအခုချိန်အထိကိုအသင်းမှာဆက်ရှိနေတော့မှာသူတို့ရေရှည် project နဲ့အတူရလက်တွေ Newcastle တွေဒါမနေ့တော့ဆိုးွားခဲ့ပူတာပဲဒါပေမဲ့မထုတ်ပယ်တော့ဘူးပေါ့နော်ဒါအခုအချိန်မှာဆိုရင်အဲ့ဒီဟောင်းက Newcastle အတွက်ဖလားတစ်လုံးထပ်ယူပေးထားတယ်ပြီးတော့သူတို့ချန်ပီယံလိဝင်ဝင်มาလဲအားကောင်းမောင်းတဲ့နေရာမှာရှိတယ်ပေါ့နော် အဆင့်5ပေါ့လက်ရှိအခြေအနေကျွန်တော်ပြောနေတဲ့အခြေအနေမှာအဆင့်5မှာရှိနေတယ်အဲ့တော့ဟိုဆိုလိုချင်တာကအဲ့လိုမျိုးမှန်ကန်တဲ့ဒီနီးပြခေါ်ယူမှုတွေလုပ်နိုင်တယ် Northern Forest ဆိုရင်လည်းဒါလုံခဲ့တဲ့နှစ်တွေတော့ဆိုရင်ကျွန်တော်တန်းစင်းဆုံးယုံနေရတာပေါ့နော်တန်းစင်းဆုံးယုံနေရတဲ့အခြေအနေမှာအဒီနူနိုဆန်တိုကိုခန့်လိုက်တယ်နူနိုဆန်တိုအနေနဲ့ဒီသူနဲ့ live ဖတ်တဲ့အသင်းရဲ့ဒီကစားသမားတွေကိုလည်းခေါ်ယူပေးခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့နူနိုဆန်တိုကလည်းဒီအသင်းကိုအကောင်းဆုံးဆွဲတင်သွားခဲ့တာကိုကျွန်တော်တို့မြင်ရလိမ့်မယ်ဒီလိုပဲ full ဖန်ဆိုရင်လေအာလွန်ခဲ့တဲ့နှစ်တည်တော့ဆိုရင်တို့အဲတန်းတန်းတက်လာပါဘောနော်လွန်ခဲ့တဲ့နှစ်တည်ကဗီလာနဲ့မချမနာဘူးပေါ့နော်အဲ့အနေထားကနေဒါမှကို saver လက်ထဲမှာတော်တော်လေးကိုစွမ်းဆောင်ရည်ကောင်းနေပြနိုင်ခဲ့တယ်ပေါ့နော်ပြီးတော့စင်စက်မပြတ်ပေါ့လူဝင်ရဖြစ်တဲ့မူကအစားဒါမနစ်ကလို့ဆိုရင်ဒါဖယ်လင်ညာလို့အဓိကစားသမားတွေထွက်ခဲ့တယ်ဒါပေမဲ့ဒီနှစ်မှာ center back ကလို့ပြီးတော့ဒီအရှိပိုင်းမှာခေါ်ယူထားတဲ့ Lucas တို့လို့ကစားသမားတွေရှိတယ်ပြီးတော့ Arsenal ကခေါ်ခဲ့တဲ့ Smith Rowe တို့ပြီးတော့ EOB အစားရှိရပေါ့နော်မှန်ကန်တဲ့လူဝင်ရခေါ်ယူမှုတွေပြုလုပ်နိုင်တဲ့အခါမှာ ဒီနီးပြားလည်းမှန်ကန်တယ်ကစားသမားခေါ်ဝေးမှုတွေလည်းမှန်ကန်တဲ့အချိန်မှာဒီအသင်းတွေရဲ့ဒီ Champion League place တွေဥရောပ place တွေကိုအစိမ်းခေါ်နိုင်ဆိုရင်ကတော်တော်လေးကိုကြီးလာတယ်ဒီနှစ်မှာဆိုရင်ကျွန်တော်တို့ Aston Villa ပေါ့လေ Aston Villa ကသူတို့ Unai Emery စခန့်လိုက်တဲ့ကသူတို့ project ကတော်တော်လေးကိုအာစိတ်ဝင်စားဖို့ကောင်းခဲ့တယ်ပေါ့နော်တစ်ချိန်တည်းမှာမွန်ချီတဲ့သူတို့ရောက်လာတယ်အဲ့တော့အဲ့ဒီအတွဲဖက်နဲ့အတူဒီလူခေါ်မှုတွေဆိုရင်လည်းဒါဒီရဒီမှာ Aston Villa အဝေးဝေးမကြည့်ဘူးကျွန်တော်တို့စောင်းရတဲ့အပြောင်းရှိပဲကြည့်မယ်ဆိုရင် Rashford တို့ ဒီ SNCO တို့စားရှိရဲ့လိုအပ်တဲ့ဟာတွေကိုအမြန်ဆုံးခေါ်ယူနိုင်ခဲ့တာကိုကျွန်တော်တို့သွားတွေ့ရတယ်အဲ့တော့ဒီအချက်ကအဲဒီပြောမယ်ဆိုရင်တော်တော်လေးကို ဒီလိုမျိုးအသင်းတွေကိုပေါ့နော်ခုနအသင်းအလယ်လက်အသင်းတွေဘာလို့ဒီလိုဖြစ်လာစေလဲဆိုတဲ့အကြောင်းပြချက်ဖြစ်တယ်။အဲပြီးတော့ဒါအခုကျွန်တော်ညွှန်းသွားတဲ့အသင်းတွေအပြင်ကိုဒါဘုံမောက်တို့ Brighton တို့ဆိုရင်လည်းဒီလိုပဲပေါ့နော်။တို့နီးပြခေါ်ယူရဲခါမှာတေချာစစ်စစ်ပြီးခေါ်ယူရဲဘုံမောက်ဆိုရင်အရင်တော့ဒါ Richard Hughes ဆိုတဲ့ Arsenal writer ရှိတယ်ပေါ့နော်။လက်ရှိမှာ Richard Hughes က Liverpool ကိုရောက်ရှိသွားခဲ့ပြီပေါ့နော်။ Anthony Iraola ကိုလည်းသူခေါ်ယူခဲ့တာသူတို့ခေါ်ခဲ့တဲ့ကစားသမားတွေအရအကုန်လုံးကို ဈေးနည်းနည်းလေးနဲ့အရန်အကျိုးရှိတာကျွန်တော်တို့မြင်နိုင်တယ်ဒီလိုပဲ brand for brighton လို့ဆိုရင်လည်းသူတို့ရဲ့ model တွေကတော်တော်လေးကိုအဲပြောမယ်ဆိုရင်ညာလက်ရှိအချိန်မှာ Manchester United ရဲ့ data ဌာန Manchester United recruitment ဌာနထက်စာရင် Brentford နဲ့ Brighton တို့ကအစာပေါင်းများစွာတာနေတဲ့အခြေအနေမှာရှိတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးအဲအနေထားပေါ့ပတ်စံတစ်ခုရဲ့အကြောင်းမဟုတ်ဘဲနဲ့ဒီလိုမျိုးတိုးတက်ရမယ့်ဟာတွေဖြည့်ဆည်းရမယ့်ဟာတွေအကုန်လုံးကိုဒီ sport management ကောင်းကောင်းနဲ့လုပ်နိုင်တဲ့အခါမှာအသင်းတွေရဲ့စိတ်ခေါ်နိုင်စွမ်းကအများကြီးတိုးတက်လာတာ လို့ကျွန်တော်အဲ့လိုယူဆတယ်ပေါ့ဒါဆိုရင်တစ်ဖက်မှာညီပြောမယ်လက်ရှိ traditional base ဒီ business တွေတည်းအရဆိုရင်ရုပ်ပြစင်းပြဖြစ်နေတာတော့ဒါအားလုံးသိရတယ် Manchester United နဲ့ Tottenham Hotspur ပဲပေါ့နော်ဒီနေ့တင်းကဒါကစားနေတဲ့ Europa League မှာရလကောင်းတစ်ခုပေါ့လေနောက်ဆုံးတာ Champion ဖြစ်မှသာလေလာမယ့်ရာသီ Champion League ဝင်ဝင်ရမယ်နောက်ဆုံးတာဥရောပပြိုင်ပွဲဝင်ခွင့်အတွက်ဆိုရင်လည်းဒါ Champion ဖြစ်မှပဲရမယ်ဆိုတော့ဒီအသင်းတွေမှာကရောဒီ management နဲ့ပတ်သက်ပြီးတော့မှအားနည်းချက်တော်တော်လေးရှိနေတဲ့သဘောမျိုးပေါ့နော်ညီ ဟုတ်ကဲ့ကျွန်တော်လည်းအဲ့လိုယူဆတယ်ပေါ့နော်အဲမန်ချက်စတာယူနိုက်တက်ကတော့ခုနောက်ပိုင်းမှာခုနကကျွန်တော်တို့ပြောသွားခဲ့တဲ့အသင်းတွေရဲ့ models အတိုင်းတဖြည်းဖြည်းတော့ line လောက်လာတာတွေ့ရတယ်စပါကတော့ငူတွေကရှိတယ်ဒါပေမဲ့သူကဘယ်လိုလဲဆိုတော့ structure ကောင်းကောင်းရှိတယ်ဒါပေမဲ့ structure ရှိပြင်မဲ့သူတို့ရဲ့ဆုံးဖြတ်ချက်ကဒီသူတို့ရဲ့ CEO တန်ရဲ့ BB ရဲ့အမ်ဒီအနာရှင်ရလို့တော့ကျွန်တော်မဆွဆွဲလို့ဟိုဒါပေမဲ့အဲ့လိုမျိုးသူ့ရဲ့အတားဟိုဒီဖြစ်တယ်ပေါ့နော်အဲ style ကိုကျွန်တော်တို့အများကြီးသွားတွေ့ရတယ်ဒါကြောင့်အဲဒီခါလေးကျတော့ system အပြည့်နဲ့သွားတာမဟုတ်ပဲねအဲအဲ့လို system ပိုင်းအပြောင်းလဲတွေများတာဟုတ်ကျွန်တော်အနေနဲ့သွားပြီးတော့သတိထားမိတယ် United ကတော့လက်ရှိတန်းအဲလက်ရှိ Ineos တို့လက်ထက်မှာတော့အနည်းငယ်သောပုံစံလေးတွေတော့မြင်ရတယ်ဗောနော်အရှိတုံးကတော့သူတို့ဖြစ်ချင်တိုင်းဖြစ်ခဲ့တယ်ဖြစ်ချင်တိုင်းဖြစ်ခဲ့တဲ့အတွက်လည်းအဲ့ဒီတန်းတွေကိုအခုချိန်ထိသူတို့ခံစားနေရပြီးတော့ဒါဘန်နာရေးပိုင်းဆိုင်ရာမှာဆိုရင်လည်းတော်လေးဟုတ်ဗောနော်ကြီးမားတဲ့အခက်ခဲတွေ့ရပြီးတော့ဒီနောက်နှစ်မှာနောက်နှစ်တွေမှာလည်းအာချက်ချင်းကြီးအလုံးစုံပြောင်းလဲဖို့တော့မလွယ်တဲ့ဘဏ္ဍာရေးအင်အားအဖြစ်ထိရောက်ရှိနေတာကိုကျွန်တော်တို့တွေ့ရတယ်ပို့ အဲ့တော့ဒီ sport management ရဲ့ဒါအရေးပါမှုပိုင်းပေါ့လေအရေးပါမှုပိုင်းလေးကိုဒါ city highlight လို့ပြောရတယ်အခုလိုမျိုးတင်းငယ်တွေဒါချန်ပီယံလိဝင်ခွင့်ဥရောပဝင်ခွင့်ရဖို့အတွက်ခေါင်းပြန်ထောင်ရတဲ့အချိန်မှာဒီကွင်းပြင်မှာ management man ကလည်းဘလောက်ရေးပါလဲဆိုတော့ဒါပြောပြပေးသွားတာပေါ့လေဟုတ်ဒါလက်ရှိဒီအဒီမှာပေါ့လေဒါချန်ပီယံလိဝင်ခွင့်ကလည်းတနည်းအားတိုးထားပြီဆိုတော့အတင်းငယ်တွေတဲကဒါဘယ်အတင်းတွေကလည်းဒါချန်ပီယံလိဝင်ခွင့်နောက်ထပ်ထပ်ဆောင်ပြောမယ်ဆိုရင်ဒါယူရိုပါလိဝင်ခွင့်ပေါ့လေဒီယူရိုပါလိနဲ့ချန်ပီယံလိဝင်ခွင့်တွေဘယ်အတင်းတွေက ရနိုင်တဲ့အလားအလာမျိုးစီတူတုံ့တော့မိလို့မသိဘူး။အာဟုတ်ကဲ့ဗျာကျွန်တော်အနေနဲ့လက်ရှိမှာတော့ကျွန်တော်အကောင်းဆုံးကတော့ Northern Forest ကတေချာတလောက်ပေါ့နော်ယောဘဝင်ဝင်တေချာတလောက် Champion League ဝင်ခွင့်လည်းတော်တော်လေးရှာခိုင်းတော့များတယ်လို့ကျွန်တော်ယူဆထားတယ်။အဲပြီးတော့ဒီ Northern Forest က၃ပေါ့နော်။၄နဲ့၅မှာကျွန်တော်အနေနဲ့ Chelsea နဲ့ Manchester City ကနှစ်သင်းစလုံးမဝင်လောက်ဘူးလို့ကျွန်တော်ထင်မိတယ်ပေါ့နော်။တသင်းသင်းခြေချောနိုင်တဲ့အခြေအနေရှိတယ်။ Newcastle ကလက်ရှိမှာအဆင့် ယူကဆယ်ကဂျိမ်းလေးပါဝင်မယ်လို့ဒါကျွန်တော်ယူဆတဲ့အသင်းပေါ့နော်ယူကဆယ်ခြေစွမ်းကတော်တော်လေးကိုကောင်းပြီးတော့ဂျိမ်းလေးပါဝင်မယ်လို့ကျွန်တော်ယူဆတဲ့အသင်းဖြစ်တယ်သူတို့ကိုအနီးကချင်းချောက်မှာတော့ Aston Villa ပေါ့နော်အဲ့တော့ကျွန်တော်ခုနပြောသွားတဲ့အသင်းတွေပဲဝင်တာဝင်မယ်လို့ကျွန်တော်ယူဆမိတယ်ပေါ့နော် Europa Place တွေကိုအပြည့်ဒီ Conference League လို့နေရာမျိုးအတွက်ကြာတော့ကျွန်တော်အနေနဲ့အာ Brighton လက်ရှိအခြေအနေမှာ Brighton ကိုကျွန်တော်ပို့ပြီးတော့ရွေးချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ Brighton ရဲ့ Fulham ရဲ့ဘုံပေါက်ရဲ့၃သင်းမှာ Brighton ကဒီနိုင်ပွဲတွေကိုပို့ပြီးတော့ယူနိုင်တာရဲ့ဆိုတော့ကျွန်တော်သတိထားမိရပါတော့ Fulham ကပြောမယ်ဆိုရင် Fulham အသင်းကြီးနေတဲ့ဆိုအရင်ကောင်းတယ်ဒါပေမဲ့သူတို့တာမန်အသင်းသူတို့ထက်နေတဲ့အသင်းနဲ့ဆိုရင် Fulham ကအသာစီးမယူနိုင်တာကိုတွေ့ရတယ် Brighton ကအဲ့ဒီအားနဲ့ချက်မရှိဘူးပေါ့နော် Brighton ကအဲ့ဒါကိုကောင်းကောင်းအသုံးချနိုင်တာကိုကျွန်တော်မြင်မိတယ်ဘုံပေါက်ကတော့ကျွန်တော်တော်တော်လေးကိုထင်ကြီးခဲ့တာပေါ့နော်လက်ရှိတက်ခဲ့တဲ့အနေအထားမတိုင်ခင်ပေါ့ဒါပေမဲ့လက်ရှိဖြစ်သွားတဲ့အနေအထားတွေပြီးတော့သူတို့ရဲ့အဓိကစာသမားတချို့တန်ရာပြဿနာတွေနဲ့ထိမယ်ဆိုရင် ပြီးတော့တို့အတင်က energy ကိုအရန်သုံးတဲ့အတင်ဖြစ်တယ် energy အရန်သုံးတယ်ဗောနောပြောမလို့ဆိုရင် premier league ရဲ့ high pressing အဖြစ်ဆုံးဗောနော high pressing အဖြစ်ဆုံးပြီးတော့ဒီပြောမလို့ဆိုရင် counter pressing အမြင့်ဆုံးအတင်ဖြစ်တယ် counter pressing ဆိုတာဘောလုံးဆုံးပြီးပြီးချင်း second line အနေနဲ့တင်မှာဘောလုံးရအောင်ယူတာဗောနောအဲ့တော့အဲ့လို energy တွေအရန်သုံးတဲ့အခါမှာတို့ရဲ့ဒဏ်ရာ record တွေတက်တယ်ပြီးတော့တို့ရဲ့အဲ energy သုံးဆွဲမှုဟာရာသီကြာလာတဲ့အမြအဲသူတို့ရဲ့ performance ကိုတည်ထောင်မှုရှိတယ်ဗောနောပြောမလို့ဆိုရင် ဟုတ်ကဲ့ကြလာရပြောမှာပေါ့နော်။ဒါကင်းခွက်ဖို့လေဒီပုံစံမျိုးကိုရင်းစာခဲ့ပူတာပေါ့။ဒီ counter pressing ခဲ့ခဲ့ press ကိုအသုံးပြုတဲ့အတင်းတွေ။အဲ့တော့ဘုံမောက်မှာအဲ့ဒီ factor လေးတော့ကျွန်တော်တွားပြီးတော့သတိထားမိတယ်။ပြီးတော့အဓိကစားသမားတချို့တန်ရာကြီးရနေရပါပေါ့နော်။အဲ့ဒါကြီးကသူရဲ့ဆွမ်းဆောင်ယူအဓိကမယ်လို့ယူဆတယ်။အဲ့တော့အဲ့ဒီ၃သင်းက conference league ကိုမျောလင်းခေါင်းမျောလင်းနိုင်လိမ့်မယ်။အဲ့ဒီခုနကကျွန်တော်ပြောသွားရတဲ့မှာတော့ကျွန်တော် Man City နဲ့အမ်ဟိုဟာကိုတော့ Chelsea နဲ့ဆိုတော့ကျွန်တော်တသင်းကအပြင်ထွက်သွားမယ်လို့ကျွန်တော်ထင်နေတယ်ပေါ့နော်။ Newcastle ကိုတော့ကျွန်တော် fan place တခု ဟိုပေးကြပါလေ Aston Villa ကတော့အင်ဂျာတဲ့ကအဆင့်တစ်ခုခုကိုရမယ်ပေါ့နော်အဆင့်6အဆင့်9ကိုရမယ်လို့ကျွန်တော်တော့ယူဆမိပါတယ်ပို့ဟောဒီဟာဒီဒါ Premier League ရဲ့အခြေအနေပေါ့လေအဲ့မှာဒီဟာဒီ Premier League အခြေအနေအရလာမယ့်ရာသီဥရောပဝင်ခွင့်တွေကျတော့တော်တော်လေးကို complicated ဖြစ်တယ်နည်းနည်းလေးရှုပ်ထွေးသွားနိုင်တဲ့အပိုင်းတွေအများကြီးရှိတယ်လို့လေအဲအခုဆိုရင်ဒါရှင်လေးကာဘွန်ပလာတနီယာနေတစ်စင်းယူကာဆယ်က ဒါယူရိုပါလိဝင်ရထားပြီးပြီတကယ်လို့နျူကာဆယ်ကဒါအဆင့်5ပြင်းဝင်ပြီးတော့မှချန်ပီယံလိဝင်ခွင့်ရသွားမယ်ဆိုရင်အဲသူတို့ပြောတယ်အဆင့်ရှိခိုးအဲပရီးမီယံကိုဆက်ဆင်းပါပေါ့ဟုတ်ကဲ့ပရီးမီယံလိဒီအမှတ်ပေးစရာကိုပြန်ဆင်းမယ်အဆင့်6ပြင်းဝင်ရတယ်အဆင့်9ကိုပြန်ဆင်းပါပေါ့လေအဆင့်9ပြန်ဆိုတော့ပြောချင်တာကတော့ဟိုနည်းနည်းလေးရှုပ်ထွေးတယ်ရှုပ်ထွေးတဲ့အချိန်ဒီမှာဖြစ်ကျင်တော့ပြန်ဆိုင်မှုကလည်းတော်တော်လေးကိုပြင်းထန်တဲ့အနေအထားမျိုးဖြစ်နေတယ်အဆင့်6ကအတင်းနဲ့အဆင့်7ကအတင်းကရမတ်ဆက်မတ်ပဲကွာတယ် ကျန်တဲ့ပွဲစဉ်အနီထားရဒါဘာမှမဆိုဖြစ်သွားနိုင်တဲ့အခြေအနေပေါ့လေကိုနည်းနည်းလေးစိတ်ဝင်စားတာကဒါ Crystal Palace ကိုနည်းနည်းစိတ်ဝင်စားမိတယ်လက်ရှိ form ရောဟိုဘယ်လိုပြောမလဲတွားနေတဲ့ပုံစံလေးရော Palace ကိုအညီ Europa ဒီ Conference League တနေရာလောက်ကိုမန်းလိုက်လို့ရနိုင်လားညီအဲဖြစ်နိုင်တယ်လို့ဟိုကျွန်တော်ထင်တယ်ပေါ့နော်ပြောမယ်ဆိုရင် Palace က form ကတော်တော်လေးကောင်းနေရအောင်လက်ရှိမှာဒါပေမဲ့ပြဿနာကအခုပြီးခဲ့တဲ့နောက်ဆုံးပွဲမှာဒီတန်ဟိုအဝါကတ် ဒါပေမဲ့ညီကတည်းကအနီးအနီးကတည်းနေပေါ့နော်ကျွန်တော်တို့ထိတာအောင်မြင်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါကသူတို့ရကောင်းနေတဲ့အချိန်ကိုရက်တန့်သွားစေနိုင်မလားကျွန်တော်စောင့်ကြည့်ဖို့လိုလိမ့်မယ်ပြီးတော့နောက်တစ်ခုရှိသေးတာက FA Plus ပေါ့နော် FA Plus ကယူပါလီဝင်ဝင်ရတာဖြစ်တဲ့အတွက် FA Plus မှာလည်း Playlist တွေကကျန်သေးတယ်ပေါ့နော်ဒါ Villa တို့ Playlist တို့ဒီအသင်းတွေကကျန် Manchester City ရှိနေသေးရဆိုပေမဲ့လို့လေ Manchester City ကိုဒီအချိန်နေမှာတော့ဘယ်သူမှမှုတော့မှာမဟုတ်ဘူးเนาะ Dan Forest က Playlist က အက်စလွန်ဗီလာဟောပေါ့နော်အဲ့တော့အဲ့ဒီလမ်းကြောင်းလည်းရှိသေးတယ်ပြီးတော့ကျွန်တော်တို့ပြောခဲ့တဲ့ဈေးမှာအဒီခုနခုနအသင်းတွေအကုန်လုံးက FA တွေဖလားလမ်းကြောင်းကနေအဒီယူဘာလီဝင်ဝင်လည်းရှိနိုင်သေးတဲ့အချက်သွားရှိနေသေးတယ်အဲ့တော့ကျွန်တော်တို့ချန်ပီယံလိဝင်ခွင့်တွေယူဘာလီဝင်ခွင့်တွေကွန်ဖရင့်လိဝင်ခွင့်တွေကရာဒီကိုအဲ့အရာလုံး reset ထွက်တဲ့အထိကိုကျွန်တော်တို့စောက်ဟုတ်တယ်ဒီပုံနေရအောင်ပါခင်ဗျဟုတ်ဟုတ်တယ်ဟိုဥမာ Chelsea ဆိုရင်လည်း Conference League မှာ Champion ဖြစ်ဖို့လည်းများပါတယ် လားလာလဲကောင်းနေတာပေါ့လေတကယ်လို့ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်ဒါ conference league ချန်ပီယံကဒါ europa league ဝင်ခွင့်ရမယ်လက်ရှိဒါ chelsea ကအဆင့်၅အပြင်ရောက်သွားရင်လည်းဒါ europa league တနည်းအားသူကရပြီးသားဖြစ်တဲ့အတွက်ဘလို့ပုံစံဒီအပြောင်းလဲဖြစ်မလဲဆိုတော့ငယ်ကူပဲဒါညီပြောသလိုပဲနောက်ဆုံးချိန်ကြမှာပဲဒါသိရမယ့်အခြေအနေပေါ့လေနောက်ထပ်နောက်တနည်းအားရှိသေးတယ် spa နဲ့ manchester united ဒီနှစ်သင်းကလည်းဒါ၈သင်းပဲကြံတော့တဲ့ဒါ quarter final နဲ့အဆင့်မှာတော့ဒါဘာမှမဆိုတော့ဖြစ်သွားနိုင်တယ်ပထမကြော့တော့ ကစားပြီးွားပြီပေါ့လေဒါအခုပြောနေတဲ့အချိန်မှာတော့ပထမကြောက်ရလာတော့အခုမသိသေးဘူးဒါပြောချင်တာကတော့ဟိုဒီနှစ်သင်းကလည်းဘာပြောပြောချန်ပီယံလိဝင်ခွင့်ကိုကတော့ဒါဂျိုဘာလိချန်ပီယံအနေနဲ့ညော်လွှဲခွင့်ရတယ်ဆိုတော့တသင်းသင်းသာချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်ဒီချန်ပီယံလိဝင်ခွင့်ရတဲ့အသင်းကြီးအတွက်ကလည်းများလာနိုင်တယ်လို့နောက်ထပ်ဒီရှုပ်ထွေးတဲ့အမပီးစရာရက်တီမှုအပြောင်းလဲလေးတွေကလည်းပရိုလိဖြစ်ဖို့များဆိုတော့စိတ်ဝင်စားစရာပရိုလိကောင်းပါတယ်ဒီချင်းလေးတွေလည်းညီအပိတ်အနေနဲ့ပြောပြပါဦး ဟုတ်ကဲ့ကြာတော်တော်လေးကိုဟိုရှုပ်ထွေးပြီးတော့ကျွန်တော်တို့စီးပြင်းတွေကိုကျွန်တော်တို့စာအုပ်ပြန်ဖတ်ရမယ့်အခြေအနေပေါ့နော်အလွတ်ပြောဖို့တော့အဲ့ factors တွေအကုန်လုံးဖြစ်ခဲ့ရင်ကျွန်တော်တို့အလွတ်ပြောဖို့တော့မလွယ်တဲ့အခြေအနေလက်ရှိမှာရှိနေတာပေါ့နော်အဲ Manchester United နဲ့ Spa ကဂျူပါလီမှာအပူဆွေးနိုင်ခြင်းရှိပါတယ်လို့မဲ့ဆိုရင်တော့ဒီနှစ်သင်းရဲ့လူဝင်အားရအောင်ပေါ့နော်အထူးသဖြင့်အဲ Spa ထက်ဆိုင် Spa ကဘာရည်ဒီစားကိုတိုက်စစ်ကောင်းတယ် ကောင်းတယ်ဆိုကောင်းတယ်ဒါကောင်းတဲ့အသင်းလားဆိုတော့အရင်တော့မကောင်းဘူးဒါပေမဲ့တို့ကအသင်းကောင်းနေတဲ့တွင်ရလက်ကောင်းလေးရှိတာကျွန်တော်တို့သွားပြီးတော့တွေ့ရတယ်ပေါ့နော်အဲ့တော့လက်ရှိမှာလိုင်ယွန်တို့လိုဘေဘာလိုလိုအသင်းကောင်းနေကြံနေတည်းရပေါ့နော်အဲ့အသင်းကောင်းနေတဲ့တွေ့တဲ့အခါမှာတို့တို့ကအားသာချက်ဖြစ်လာနိုင်တယ်ဒါကတော့ကပ်ဒီဒီဖလားပွဲတွေရဲ့သဘောတဘာဝအပြောတာပေါ့နော်အဲ့တော့ United ကောစပါရောမြို့လင်းမိုင်ဇွန်ဒါတော်တော်လေးကိုရှိနေသေးတယ်ပြီးတော့ကျွန်တော်တို့ဒီ Champion League place တွေ Europa League place တွေတွက်ချက်မှုမှာလည်းကျွန်တော်တို့ကမောက်ကမနဲ့တော်တော်လေးအဲ မရခက်တာကြီးဆက်ပြီးဖြစ်လာအောင်မယ်လို့ထင်တယ်ဗောနော်ပြီးတော့ကျွန်တော်တို့ဒီ Champion League place တွေ Europa League place တွေမဟုတ်ဘဲနဲ့ဒီရာဒီမှာခုန mid table အသင်းတွေရယ်စွမ်းဆောင်ပြနေတဲ့အနေထားကအာကျွန်တော်တို့နောက်ရာဒီစွမ်းဆောင်ရည်တွေပြီးတော့ဒီအသင်းရဲ့ကျွန်တော်ရှင်းမှာပြောခဲ့တဲ့ sport management စွမ်းဆောင်ရည်တွေမဟုတ်ဘဲနဲ့ဒီနီးပြတွေကစားသမားတွေရဲ့အဲ play style တကူကိုပြသနေရယ်စွမ်းဆောင်ရည်အဖြစ်လဲကျွန်တော်တို့မြင်ရတယ်ဗောနော်အရင်နှစ်တွေမှာလဲကျွန်တော်တို့ဒီလိုမျိုး တက်ခဲ့ပါတယ်တက်တဲ့နှစ်တွေလည်းအများကြီးရှိခဲ့ပါတယ်ပရီးမီယာလိမှာပြီးတော့ဒီဇယားတော်တော်တို့အသင်းကောင်းတွေနဲ့ပြည်နေရတယ်လည်းကျွန်တော်အများကြီးရှိခဲ့ဒါပေမဲ့ဒီနှစ်မှာဆိုရင်ကျွန်တော်သေးစိတ်ကြည့်မယ်ဆိုရင် Nottingham Forest ကတီးခြားပေါ့နော်ဒီဘလုံးကဘာမှလက်ရှိကစားနေခြင်းမရှိဘူးအနည်းငယ်တော့အသင်းတွေပဲကစားနေတယ်ပြီးတော့ထိလဲထိရောက်တဲ့ style တစ်ခုကိုပမာဏနဲ့ကစားပြနေတာကိုကျွန်တော်မြင်ရတယ်ပြီးနောက်ထပ်မျိုးကွဲတွေအဖြစ်တာ Newcastle တို့ Brighton တို့ဘုံမောက်တို့ကလည်းဒါကျွန်တော်လည်းဒီအကြောင်းပကြခဏပြောလို့ရှိတယ် ဂွာဒီယိုလာ DND Sports နဲ့တွေ့တဲ့ interview မှာသူဒီ Manchester City ကသူ့ကိုသူတက်ရောက်သွားတာသူလက်ခံနေပြီးတော့ဘောလုံးကဘာရဲ့အနာဂတ်တွေဖြစ် Liverpool, Newcastle, Brighton နဲ့ဘုံပေါက်သူချီးကျူးသွားတယ်ပေါ့နော်အဲ့တော့ဒီအသင်းတွေပြနေတဲ့ vertical ဒီ down light ကစားတဲ့ hand နောက်ပြီးတော့ဒီ break တွေ turnover တွေ transition တွေကိုအရင်သုံးတဲ့ hand လိမ့်လိမ့်မမြန်ကစားတဲ့ hand တွေကဒီဒီနေ့ခေတ်ဘောလုံးကိုထင်ရပြသနေရပေါ့နော်တစ်ချိန်လုံးကတော့ဒါထိပ်ဆုံးအသင်းတွေမန်စီးတီးတို့အာဆင်နယ်တို့ကစားပြနေပေမဲ့အခုအခြေအနေမှာတော့ဒီအောက်ကအသင်းတွေက ီခပြောင်းအရွေးမှာဒီ pioneer တွေအနေနဲ့ပါဝင်နေတာကိုကျွန်တော်တို့သွားပြီးတော့အမြင်ရတယ်ဘောနော်ဒါကတော်တော်လေးအကြီးမားတဲ့တိတာထင်ရှားတဲ့အချက်ဖြစ်တယ်ပြီးတော့ဒီပြောမလို့ဆိုရင်ခုနကြံနေတဲ့နေရာမှာဆိုရင် Aston Villa လို့အတင်းဟာလည်းသူ့ရဲ့လုံနိုင်စွမ်းကိုအခုဆိုရင်ဗျာ Champion League မှာရောအဲသူအသက်ရှိသေးတယ်ဘောနော်ဗာပဲပြီးတော့3-1ဆိုတော့ပြီးတော့ AFC Villa မှာသူတို့ semi final ရောက်ထားတယ်အဲ့လိုမျိုးသမန္တအများကြီးဖွင့်ထားပေးမယ်တဲ့သူတို့သူတို့ရဲ့လူငင်အားနဲ့အကောင်းဆုံးကစားပြနိုင်တယ်တော့ပြရအဲ့တော့ဒီလိုပုံစံမျိုးကိုကျွန်တော်အရင်ကတော့ ဟိုဒီလောက်ကြီးကောင်းတဲ့ပုံစံမျိုးတွေဟိုဒီလောက်များတဲ့အသင်းတွေကပြနေရအောင်တော့မမြင်ဘူးလို့ပဲပုံမှန်လင်းလင်းပြောရလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့ဒီအချက်ကိုပါပို့ပြီးတော့အားရမီရဲ့ဒီရဒီပရီးမီယာလိဂ်ကိုကြည့်ရတာအာဒီ title race ကတော့တိတ်အားရဖို့မကောင်းဘူးဒါပေမဲ့ကျန်တဲ့ race တွေကတော့တော်တော်လေးအားရစရာကောင်းတာကိုသွားပြီးတော့တွေ့ရပါတယ်ကိုဟုတ်ပါလေဒါဒီရဒီမှာကညီပြောရတဲ့အားဆိုပို့ပြောတာသင်တာမြင်တာရှိသွားတာပေါ့နော်ဒီနီးဖြူဟာအရေးတစ်ခုမှာဒီဘုံမောက်တို့ Nottingham Forest တို့ Newcastle တို့ဒီတင်းတွေရဲ့ ပြောင်းလဲကျူးပြောင်းလဲတိုးတက်လာမှုတွေကကျွန်တော်တကယ်ကိုပဲချီးမွမ်းလို့နဲ့ထင်ထားတယ်ပေါ့အများကြီးအာအသင့်စရာကြီးလည်းကောင်းတယ်ကွာရီယိုလာကိုယ်တိုင်လည်းဒါချီးကျူးခဲ့တယ်ဆိုတော့ကွာရီယိုလာလိုနီးပြောင်းနဲ့ပတ်သက်လာရန်ကိုအမြဲတမ်းစဉ်းစားနေဘောလုံးကြောင်းမဲ့အမြဲတမ်းဘောလုံးမစ်စနစ်ကြောင်းနေနီးပြောင်းကြောင်းနေအမြဲတမ်းတွေးဖို့နေတဲ့သူပြောက်တော့မှပေါ်ချရတယ်ဆိုတော့ဒီအရွေးတစ်ခုကလည်းရန်ကိုစိတ်ဝင်စားစရာကောင်းတယ်ဒီအရွေးနဲ့တူဒါမဲ့ရာဒီပရီးမီယာလိရဲ့ဒါဥရောပပြိုင်ပွဲဝင်ခွင့်ချန်ပီယံလိဝင်ခွင့်နေရာလည်းတကယ်ကိုအကျိတ်နေရှိနေတာပေါ့လေဒီအကြောင်းလေးကိုဒီသုံးသပ်ပြီးသွားတာလို့ရော တော်တော်လေးလည်းပြည့်စုံပါတယ်။ဒါဒီလိုသုံးသပ်ပေးပါတဲ့ CD ကိုလည်းဒါကျေးဇူးတူတူရှိပါတယ်။ကြည့်ရှုပေးကြတဲ့ Stock Operator တို့ကြည့်ကြည့်ကိုလည်းဒါကျေးဇူးတူတူရှိပါတယ်။မြန်မာနိုင်ငံလူမြန်မာနိုင်ငံသားပေါင်းဘဝဘေးအနေအထားနဲ့ဒါအမြဲဆုံးပြည့်ဝနိုင်ကြပါစေလို့ဒါစုမပေါင်းတောင်းဆိုပါတယ်။အားလုံးကိုကျေးဇူးတူတင်ပါတယ်ခင်ဗျ။